န့်ရဲ့မွေးနေ့မှာကျင်းပဖို့စီစဉ်ထားတယ်။ Reagan ကြီးတဲ့စည်ရပြခန်းနာအတွက်ဒေါ်လာ45သန်းခန့်ကုန်ကျနိုင်တယ်လို့သိရပါတယ်။လာမယ့်ဇွန်လမှာကျင်းပဖို့စီစဉ်ထားတဲ့ American စစ်တပ်နှစ်ပလန်နဲ့ထိမစီပြပွဲဟာသမ္မတထရန့်မွေးနေ့နဲ့တိုက်ဆိုင်နေပါတယ်။ဒါကြောင့်ဒေါ်လာ25သန်းမှ45သန်းကြားကုန်ကျနိုင်တယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူက CBS News ကိုပြောပါတယ်။ ကုန်ကြစည်ခမချင်းမှာစည်ရပြအခမ်းအနားမှာပါဝင်မဲ့ပွဲတော်တွေပါဝင်အခမ်းအနားတစ်ခုလုံးကုန်ကြစည်ဖြစ်ပါတယ်။ဝါရှင်တန်မှာပြုလုပ်မဲ့ခြေတပွဲမှာကားစည်ရတရာကျော်စစ်စီထောင်ကြီးပါဝင်ပါမယ်။ရဟရင်အစင်း90ပါဝင်နိုင်ပြီးအစိုးရလေကြောင်းအာဏာပိုင်နဲ့ကြေကြေပြင်းပြင်းညှိနှိုင်းဆောင်ရွက်နေကြောင်းပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။အဲဒီခမ်းအနားမှာ M1A1 Ibrahim 15လေးပါရှိမှာပြီးပေါင်တပိတ်2000အလေးချင်ရှိတဲ့တန်ချက်ကရှင်နေကြောင်း ဝါရှင်တန်ရှိလမ်းမတွေမပြတ်စည်းစေဖို့တထုပြားတွေချခင်းထားဖို့ပါစီစဉ်နေတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနအရာရှိသူကပြောပါတယ်ဒီချီတပွဲကိုဇွန်14ရက်နေ့အမေရိကန်စစ်တပ်ရဲ့နှစ်ပေါင်း250ပြည့်အထိမ်းအမှတ်အခမ်းအနားဒစိတပိုင်းအဖြစ်ကျင်းပမှာဖြစ်ပြီးတမန်ထရန့်ရဲ့89နှစ်ပြောင်းဝင်နေတဲ့တိုက်ဆန်နေပါတယ်အင်ဂျူရောပြောရေးဆိုခွင့်ရှိသူအန်နာကယ်လီကကုန်ကြစိတ်အားအမေရိကန်စစ်တပ်နဲ့လွတ်တော်ကဖွဲ့စည်းထားတဲ့အခမ်းအနားကျင်းပရေးကော်မတီကမျှဝေကြားခံသွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း250ကတည်းကအမေရိကန်ကိုတီထောင်ပြီးကတည်းကတာဝန်ထမ်းဆောင်ခဲ့သူအားလုံးကိုဂုဏ်ပြုတဲ့စီးပြအခမ်းအနားနဲ့အတူအမေရိကန်စစ်တပ်ရဲ့မွေးနေ့ကိုတမရထရန့်ကဂုဏ်ပြုမှာဖြစ်ပါတယ်လို့ဆိုပါတယ်။တမရထရန့်ကခုလအစောပိုင်းမှာဒီခမ်းအနားအကြောင်းကိုတီးပြခဲ့ပြီးကျွန်တော်တို့ကြီးကျယ်ခမ်းအနားလာတဲ့ခြေတပွဲကြီးကျင်းပပါတော့မယ်လို့ NBC မီဒီယာနဲ့တွေ့ဆုံခြင်းအစီအစဉ်မှာပြောပါတယ်။တမရကဒီပွဲဟာသူ့မွေးနေ့ပွဲနဲ့မသက်ဆိုင်ကြောင်းပြောပါတယ်။ သူမိုးနေပွဲနဲ့ဒီပွဲလုံးမဲ့နေ့တိုက်ဆိုင်မှုဟာဒါဟာ true char တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီးတမင်တကာလှုပ်ချင်းမဟုတ်ဘူးလို့ပြန်လည်ညင်းချက်ထုတ်ရှင်းထားပါတယ်။ကွန်ကြစီနဲ့ပတ်သက်ပြီးမြင်းမြတဲ့အခါမှာချိန်ပွားရတဲ့ထိမ်းမနဲ့နှမ်းရှင်ကွန်ကြစီကအသေးဖွဲ့ပါလို့သမရထွန်းကပြောကြားခဲ့ပါတယ်။